တနင်္လာသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတနင်္လာသားသမီးတွေကိုဘဝတသက်တာမှာတွေ့ကြုံအောင်မဲ့လောကရန်၈ပါးထဲမှာအကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဲ့တော့အဆိုးလောကရန်တွေအကြောင်းကိုမပြောတော့ဘူးအကောင်းလောကရန်တွေတွေ့ကြုံအောင်မဲ့နှစ်ပိုင်းခြားတွေကိုကျွန်တော်တွေဟောကြားပေးမှာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့လောကရန်၈ပါးမှာအကောင်းလေးနှစ်ရှိတယ်အဆိုးလေးနှစ်ရှိတယ်အဲ့ဒီနှစ်တွေကလည်းရှင်းနှစ်တခါပြန်ကြုံနေရတယ်ရှင်းနေတကအဲ့လိုအကောင်းလေးအဆိုးလေးအဲ့လိုပဲ ပြန်ပြန်ပြီးတော့ပတ်သက်နေရတဲ့ဂိမ်းမျိုးဟုတ်တနည်းအားသာသမီးတွေကဘယ်နှစ်တွေမှာစကောင်းသလဲဆိုရင်တနည်းအားသာသမီးတွေကဘဝအတိတ်တွေပြန်ဆရတာမျိုးတွေလုပ်ငန်းတွေပြန်ဆရတာမျိုးပြန်ပြီးတော့အဆင်ပြေလာမျိုးတွေနောက်လက်ကမောင်းခတ်လို့ရမယ်နှစ်နော်ဘဝအတိတ်စိတ်တည်လူတွေဘဝအတိတ်နဲ့ပြန်ဆရတဲ့နှစ်ကအသက်14နှစ်22 30တနည်းအားသာသမီး30 38 46 54 62 90 86 66 60လေးအဲ့နှစ်တည်းတင်ပြတာသားသမီးတွေရာဥတက်ရောက်နော်နောက်ကရ10ပါးရဆိုရင်ရာတော့လို့ခေါ်တဲ့နှစ်ကိုရောက်ပါတယ်အဲ့တော့အကောင့်နှစ်ကိုစရောက်တယ်ကျန်တဲ့နှစ်တွေကတော့ဒါစနေတက်ရောက်လို့ကျန်တာပြည့်ရောက်ရှိတာတွေကုန်တဲ့နှစ်အဲ့ဒီမတိုင်ခင်နှစ်တွေကတော့ညံ့တယ်ဒီနှစ်ကစပြီးတော့ကောင်းတယ်တယ်ကောင်းတယ်ဆိုတဲ့နေရာမှာရာဥတက်ရောက်တဲ့ရောက်လာရင်တော့စုပ်ကောလက်ကောဝင်တတ်တယ်အဲ့တော့လူမှုရေးကိစ္စအိမ်တော်ရေးကိစ္စနော်အားလို့ရှောင်ရတယ်မိန်းမကိစ္စတွေရှောင်ရတယ်အဲ့တော့လူမှုရေးကိစ္စအခြေအိမ်တော်ရေးကိစ္စအရှုပ်ထွေးပြုလုပ်ရင် ရှေ့လာမဲ့နေ့တွေမှာလည်းစီးပွားလွတ်လာပါတယ်ပိတ်ဆို့သွားတယ်တဲ့လက်တွေပိတ်သွားတယ်တဲ့အဲရာဟုတဲ့ရောက်စရောက်ပြီဆိုရင်တတိပြုဆင်ကျင်ရမှာလူမှုရေးကိစ္စရှုပ်ထွေးလုံးလို့မရဘူး။နောက်မိမကိစ္စရှောင်ရှားတင်ပါတယ်။အဲ့ဒီထဲရောက်လာရင်စိတ်သားဟင်းနဲ့ထွေးမစားဘူး။နော်။ရာဟုတဲ့ရောက်ထဲရောက်လာရင်တစ်ချက်သတိထားပါဒီနှစ်ထဲရောက်လာရင်အလုတ်ကိုအနေနဲ့အချိန်မဖြုံးပင်ဘူးလို့ရုပ်ရှင်ကြည့်တာလို့နော်။ဂိမ်းဆော့တာလို့ဟဟဟဂိမ်းဆော့တာမျိုးရုပ်ရှင်ကြည့်တာမျိုးတွေနော်။ အာဝေအလဟတ်တ်ပေါ့နော်အချိန်တွေမပြောင်းသင့်ဘူးကိုလုံးချင်တဲ့ကိစ္စတခုကိုလုံးချင်တဲ့လုံးတခုအင်တိုင်းအားတိုင်းနဲ့လုံးဆောင်သင့်တယ်ကျင်းတွေပေါ့လေအဆင်ပြေမဲ့နှစ်နော်အဲ့တော့ကြားထိုးတာလို့ဘောလုံးဝဲကြည့်တာလို့မလုံးသင့်ဘူးလေနော်အေကံမုတ်ချက်ချမ်းသာမဲ့နှစ်ဖြစ်ပါတယ်အဲ့မှာကိုကပြောတဲ့စကားတွေလည်းလူတွေထောက်ခံမယ်ကိုကလည်းလူတွေလေးစားချစ်ခင်လာမယ်နောက်ဆုံးကိုရဲ့အဲပုံမှန်တရားစားအရင်ရတဲ့ပုံကြီးကြည့်ကောင်းလာမယ်နော် ကြည့်ပြောရှုပြောဖြစ်လာမှာအရင်တော့ဆုပ်တီးဆုပ်ပြက်ဖြစ်နေတော့ဒီအဲ့ဒီလိုနှစ်ထွေးပြောက်လာရင်တာတာနာနာဖြစ်လာတယ်လေလူကအစဒီမျက်နှာအစဝင်းလာလာမျိုးအယောင်ထွက်လာမျိုးတွေတော့ကြုံတွေ့တဲ့နှစ်မျိုးเนาะဒီရာဟုတက်ရောက်တာတော်တော်အဲ့ဒီမိမကိစ္စတော့ရှောင်းတက်ပါတယ်နောက်တစ်ချက်ကအဲ့နှစ်ထွေးရောက်လာရင်ဒရင်းနာသားသမီးเนาะမာဘုတ်တိတ်ကျွင်းမိမိရဲ့မြမမွေးတက်ခွေကိုခုနှစ်ရက်စားလို့တိတ်ကျွင်းနေအတွက်ကြတော့ဒီအခုပြောပြတဲ့အသက်ပိုင်းရှားရာဟုတက်ရောက်ဒီမှာဟာ အနည်းငယ်ကိုရအကောင်းလေးတွေဟာတရားခိုင်တော့ကောင်းဖို့အတွက်ခက်ခဲပါတယ်အញ្ញအခိုင်လေးတွေအနည်းငယ်ကြုံတွေ့တဲ့သူများအတွက်တော့ကောင်းမှာတင်းနေတာသားတွေအတွက်အတိုင်းမှာဒီမဟာဘုတ်တစ်ကျွင်းနေကြတော့သူကဘုတ်တခုဟာမရဏဖြစ်တဲ့အတွက်ကြောင့်မလို့ရာဟုတက်ရောက်ကလည်းဘုတ်တခုရဲ့တဝက်ဆိုင်နေတယ်အဲ့တော့ကြောင့်မလို့အနည်းငယ်အញ្ញခိုင်ကြုံတွေ့တဲ့နော်တစ်ကျွင်းတင်းနေတာတွေအနည်းငယ်ညက်တဲ့အဲ့ဒီထက်ရောက်လာရင်ဟိုနစိတ်သားဟင်းနေပါလေရှောင်ရှားတင်တယ်အဲ့တော့ ကိုကငွေမရှိရင်တော့ကိုကိုလုပ်ငန်းလုပ်ဖို့တော့သူများတွေကငွေတွေပဲပေးလာတတ်တယ်နှစ်မျိုးဖြစ်ပါတယ်အဲ့လိုနှစ်မျိုးရောက်လာရင်အညာခိုက်တွေကြုံတွေ့နေရရင်ရာဟုတက်ရောက်ရဲ့ရေရာလေးတွေကိုပြောပြမှာဖြစ်ပါတယ်ခလေးတွေကိုမုတ်ဝဲကျွေးတာတော့မုတ်ဘိုးပေးတာတော့ပြုလုပ်တင်တယ်ခလေးတွေကိုပျော်ပွဲရှင်ဘွဲတွေပြုလုပ်ပေးတင်တယ်နောက်ဈေးဒီတစုစုကိုသွားပြီးတော့ရက်အဖြူအောင်တက်စေလှူဒန်းမှာဖြစ်ပါတယ်နောက်ရေတက်စေတက်ပေးရမယ်နော်နောက်ဖျားရှင် ရုပ်ပွားတော်ရင်ပတ်တော်ကိုဖြေပြဆက်နှပြားချပြီးလူနှမ်းရမှာဖြစ်ပါတယ်လောကအဝိဇ္ဇာကုံတော်ကိုအတိတ်တံပရိစေရမယ်ရွှေသီးနှစ်လက်ဖျားမှာကြက်ချေခတ်ပြီးလူနှမ်းရမယ်အော်ကြာပန်းဖြူအောင်လူနှမ်းရမယ်အဲ့လိုဆိုရင်ခဏရာဟုတ်တယောက်ရဲ့မရဏတယောက်ကြာနေလေအညံ့တွေပျောက်ပြီးတော့ကောင်းလာမယ်အဲ့တော့စီးပွားတွေစပြီးစီးပွားတွေတက်မယ်နှစ်စပြီးကောင်းလာမယ်နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ရှေ့ကိုဆက်သွားတဲ့ခါမှာတိရစ္ဆာန်တယောက်ကနေရှေ့ကိုတခွင်ထပ်တိုးတဲ့ခါမှာတောက်ကြတယောက်ဖြစ်ပါတ တော့တောက်ကြတဲ့ယောက်ကလည်းအခါတိုင်းနည်းနည်းမတူအောင် စီးပွားတွေတိုးတက်လာတတ်တယ်စီးပွားတွေတက်လာတတ်တယ်နောက်စီးပွားတက်မဲ့နေ့ကျေးဇူးရှင်တွေကိုမိဘတွေလည်းပြန်ပြီးတော့ကြည်နိုင်ပြန်ပြီးတော့ထောက်ပံ့နိုင်မယ်နှစ်မျိုးဖြစ်မယ်ကိုယ့်ဘောကျေးဇူးရှိတဲ့လူတွေကိုလူချင်းမိဘတွေလည်းပြန်ထောက်ပံ့ရတဲ့ထောက်ပံ့ရတဲ့စိန်တွေစက်ပစ္စည်းတွေမြေတွေဝင်လာတတ်တယ်နော်ခရီးဝဲခရီးခရီးနေမျိုးစလုံးပျော်ပျော်ရွှင်ရွှင်နဲ့သွားရတတ်တယ်ခရီးတွေထွက်ကြတတ်တယ် ယာရုတွေတိုးတက်တယ်စုံးမလို့ဖြစ်နေတဲ့ပစ္စည်းတွေလည်းပြန်ရတတ်တယ်နော်အဲ့တော့ပစ္စည်းအစ်တွေဝင်တတ်တယ်ဝယ်စားအစ်တွေဝင်လာတတ်တယ်နော်ကိုမမျောလင်းထားတဲ့အစင်တန်းတစ်ခုထိတောင်ရောက်သွားနိုင်တယ်ဒီတပ်ပိုင်းချာမှာအဲ့မှာတစ်ခုသတိထားမှာတနေ့သားသမီးနဲ့59ဟာဘုံမီကြီးကြတယ်နော်တောက်ကြတဲ့ရအခုပြောတယ်အဲ့တော့၄၇ကြာရောက်နေတဲ့တနင်္လာသားကတော့အနေငယ်ပြူဆိုင်ရမယ်။အဲ့ထဲမှာမှဒီတောက်ကြတဲ့ရောက်ကြာရောက်နေတဲ့အကောင်းနဲ့တော်တော်၄၈က င်သလောက်မကောင်းမြောက်နောက်တစ်ချက်ကမဟာဘုတ်မိမိရဲ့မြန်မာမွေးတက်ကလေးခုနှစ်နဲ့စားလို့၃ကျွင်းတဲ့သူတွေတွေ့ကြတော့လေကောင်းကျိုးအပြည့်အဝရဖို့အနေငယ်ခက်ခဲပါလိမ့်မယ်အညာခိုက်လေးတွေအနေချင်းကြုံတွေ့တယ်ပါလေအဲ၃ကျွင်းတွေအတွက်မဟာဘုတ်၃ကျွင်းတွေအတွက်အနေငယ်ညံ့တယ်အဲ့တော့၄၀ခွန်ကြာရောက်နေတယ်တမင်နာသားသမီးတွေကလည်းဘုံမကြီးကြတဲ့အတွက်အနေငယ်ညံ့တယ်အဲ့လို၄၀ခွန်ကြာရောက်နေတယ်တမင်နာသားသမီးတော့တောက်ကြတဲ့ဟောအကောင်းဆုံးနဲ့အညံ့ဖြစ်တဲ့အတွက်ကျမ်းပါရင်ညံ့တတ်တယ်နော် ရုံးမြင်နာအမှုခင်းနေဖြစ်တဲ့ရုပ်တရက်ထိမိခိုင်းမိတယ်ဖြစ်တဲ့49ဆိုရင်တော့နော်အဲ့ဒီအញ្ញမ်းခိုက်တွေပြပြောက်အတွက်ဆက်လက်ရွက်9ရွက်ခင်းရမယ်အဲ့ဆက်လက်ရွက်9ရွက်ခင်းပြီးတော့စိတ်သား၉တုံးတင်ပြီးတော့လမ်းဘေးရခွေးကိုရ၉နိုင်မှာကျွေးရမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေ့လောက်အောင်လဲဆိုရင်တောက်ကြနေမှာပြုတ်လောက်မှာဖြစ်ပါတယ်အဲ့လိုပြုတ်လောက်မဲ့ဆိုရင်ခုနဘုံမကြီးကြာရောက်တဲ့အသက်ပိုင်းချအញ្ញမ်းခိုက်တွေပြပြောက်သွားမှာဖြစ်ပါတယ် အဲ့တော့ဒီနေ့အဲ့လိုတောက်ကြတဲ့အော်ထင်မှာရရအနေနဲ့အဲ့ရရွှေအိတ်ကမှာ ဖြစ်ပါတယ်။အဲဆင်းရဲနွမ်းပါတဲ့သူတွေကိုခီးစိတ်ထောက်ပံ့ပေးရမှာပါ။အဲမြမာပြည်အနဲ့ဖျားဘူးတွေပါတယ်ထွက်တဲ့ပါတယ်။အင်္ဂါနေ့တိုင်းစီသမင်းငါးဘွက်ဖျားမှာကတ်လူပါမှာဖြစ်ပါတယ်။ဒါပေမဲ့အုံးသီးမထက်ရပါဘူး။အဲကြတာပရင်းနေ့တိုင်းမုတ်စိမ်းပေါင်းသုံးပကံနော်ဖျားမှာလူတန်းရမှာဖြစ်ပါတယ်။အဲတော့ထပ်မှန်ပြီးတော့တောက်ကြတဲ့ရောက် ပြီးတဲ့အခါမှာတနင်္ဂနွေတက်ရောက်အကောင်းလေးနှစ်ကိုဇက်တိုက်ပြပြပေးတော့မှာဖြစ်ပါတယ်တနင်္ဂနွေတက်ရောက်ကတော့ဒါအိမ်ပြင်ရတယ်အိမ်ဆောက်ရတယ်နော်ယာရုတိုးလုပ်ငန်းတိုးတက်တာမျိုးတွေကြုံတွေ့တဲ့လူမျိုးကြဘာသာကြားတွေမဆန်ရတဲ့တဲ့ဒါပဲတခုသတိထားမှာကမုံဆိုးမဧည့်တဲ့ညာရဲ့ညက်တွေလက်မခံသေးဘူးအမှုဖြစ်တဲ့တဲ့နော်အဲ့ဒီတနင်္ဂနွေတက်ရောက်ကတော့တနင်္ဂနွေသားသမီးအနေနဲ့ကဘယ်တပ်ပိုင်းခြားတွေမှာကြာရောင်လဲဆိုရင်အသက်16 24 32 40 48 56 64 92 80 88 96အဲ့ဒီနှစ်တွေကတနင်္ဂနွေတနင်္လာသားသမီးတွေနဲ့ကတနင်္ဂနွေတက်ရောက်ဖြစ်ပါတယ်အဲ့ဒီထဲကဒီမှာအိမ်ပြင်အိမ်ဆောက်ရတဲ့အိုးပိုင်ပိုင်လေးရမယ်လို့ပြောတာဖြစ်ပါတယ်အဲ့ဒီထဲမှာတနင်္လာသားသမီးတွေနဲ့ငါးကျွင်းတွေအတွက်ကကြတော့အနည်းငယ်ညံ့ခိုက်ရှိတယ်ငါးကျွင်းဆိုမိမိအမမွေးတက်ကလေးကိုခုနှစ်နဲ့စားလိုက်လို့ငါးကျွင်းတွေအတွက်ကြတော့အနည်းချင်းအိမ်တွင်းကြီးကိစ္စတွေအိမ်တော်ကြီးကိစ္စတွေပြဿနာပေါ်တတ်တယ်ပြဿနာဖြစ်တတ်ပါတယ် ကျန်တဲ့အကျွင်းတွေကြတော့ကောင်းတယ်ကျန်တဲ့တင်းနေတာသားသမီးတွေအတွက်ကြတော့အဲ့တော့စီးပွားတက်မဲ့နှစ်နော်လုပ်ငန်းတိုးချက်လောက်ကန်တဲ့နှစ်เนาะအဲ့တော့လုပ်ငန်းမှာယာဉ်တိုးတာမျိုးတွေကြုံတွေ့တဲ့နှစ်เนาะသုံးကျွင်းတွေအတွက်ကတော့အနည်းငယ်ညံ့နေပြီးတော့တင်းနေတာသားသမီး40ခွန်ကတော့အနည်းငယ်အညံ့ရှိတယ်အဲ့လိုနှစ်ထက်ကြာရောက်နေရင်အညံ့ခိုက်ဖြစ်ပေါ်နေပြုတ်လောက်မဲ့ရေရာကဘုံတဘူးနေတိုင်းရှောက်သီးတော့ဖျားမှာဆုံးတော့ကဲ့ရမှာဖြစ်ပါတယ် အဲမကြာခဏအတိတ်ထံပြုပြီးတော့တက်တက်လို့စားရမှာဖြစ်ပါတယ်။နောက်တနင်္ဂနွေနေ့တိုင်းဈေးရီတဆူဆူကတနင်္ဂနွေထောင်မှာစီမီးတက်စီပူကြောမှာဖြစ်ပါတယ်။နော်ဘဲသားနဲ့အုံးတို့နဲ့ချက်ပြီးတော့၄စင်းချိုင်းနဲ့ထည့်ပြီးဖုံးရောင်းကိုဆုံးပို့ရမှာဖြစ်ပါတယ်။အဲ့ဒါကိုလည်းဘိုးတဘူးနေ့မှာပြုလုပ်လို့ရတယ်။နောက်အဲ့ထပ်မှပြီးတော့တိရနာသားသူကြီးနဲ့ အကောင်းနဲ့တည်းအကောင်းဆုံးနဲ့ပေါ့နော်တနင်္လာတက်ရအောင်အကြောင်းကိုထပ်မှန်ပြီးတော့ပြောပြပြတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ဝေရဝမန်နဲ့နော်ခြေလေးပေါက်တာတို့ဟုတ်လားအလူအတန်းတွေပြုတ်လောက်တဲ့နှစ်ပိုင်းချားတွေကတော့တနင်္လာတက်ရောက်ဖြစ်ပါတယ်အဲ့တနင်္လာတက်ရောက်ကတော့အသက်6နှစ်18နှစ်နဲ့25 33 41 49 59ပြီးတော့65 83 88 89 90ခုအဲ့ဒီနေရာတင်းနေတာတာသူမျိုးတင်းနေတာတက်ရောက်ကြရအောင် အဲ့ဒီနေ့တက်ရောက်ဒီလာဘလာဘောလို့ခေါ်တယ်လက်လာဘတွေဝင်မယ်နဲ့ထီပေါင်မယ်နဲ့ချဲပေါင်မယ်နဲ့အမွေရမယ်နဲ့နော်အဲ့ဒီနေ့ကျအောင်နေငွေတွေဝင်လာတက်တယ်အမွေတွေဘာတွေရရရှင်အဲ့ဒီနေ့ထဲမှာရမယ်အဲ့ဒီနေ့ထဲမှာယူရင်ငွေတွေအဖတ်တင်တတ်ပါတယ်အဲ့တော့မျက်နာတွေဘာတွေလဲပွင့်တက်တယ်နော်အဲ့ဒီချိန်ကာလမှာယာရုတက်တာမျိုးတွေလာစာတိုးတာမျိုးတွေလေဖြစ်တတ်တယ်အဲ့တော့ TV ဘာတွေထိုးမယ်ဆိုရင်တင်းနာနေ့7နာရီတိတိမှာရှေ့ကနန်း ခွန်နှလုံးပူးတဲ့ထီနံပါတ်ကိုရှာပြီးထုံးအောင်ပဲထီနော်ထီထုံးမှာဆိုခွန်ပူးနော်အချိန်ကတနင်္လာနေ့မနက်7:00နာရီလောက်မှာထိုးအောင်မှာဖြစ်ပါတယ်အဲ့ဒီထဲရောက်တဲ့တနင်္လာသားသမီးတွေ6:00မှာဘွေပါတယ်လို့မျိုးခရီးတွေမကြာခဏထွက်နေရတဲ့တယ်နော်အဲ့တော့ buy out တော်တော့ဝမ်းတွေပါနေပြတ်တာလို့ဖြစ်တယ်အဲ့လိုတနင်္လာတက်ရောက်ရောက်လာအဲ့လိုဖြစ်ခဲ့ရင်ကျမ်းမာရေးညခိုက်ကြုံလို့ခဲ့အောင်ရေ၄ခွက်နဲ့ လေကားကိုပတ်ပြီးတော့ဆေးရမှာဖြစ်ပါတယ်။ဟုတ်ရဲ့လေကားနဲ့လေကားကိုပတ်ပြီးဆေးရမယ်။ဆေးရတော့ဘုံလူနဲ့ညက်နေပိုင်းမှာဆေးရင်ပိုကောင်းပါတယ်။အဲ့တော့မျက်စိအားနဲ့ဒါတော့မျက်မှန်တက်တဲ့သူဆိုရင်မျက်မှန်ပါဝါတိုးတာတွေပါတော့ဖြစ်တတ်တယ်။မျက်စိနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေညက်တတ်တယ်။အဲ့တော့ဒီနေမျိုးမှာဒီမြတ်သားသိပြီလေအိုးပိုင်အိမ်ပိုင်တွေကားပိုင်တွေရလာတတ်တယ်။အိုးပိုင်ပိုင်တွေရလာတတ်တယ်။စီးပွားတွေတက်လာတတ်တယ်။ အဲ့ဒီနှစ်ထရောက်လာရင်အဖိုးမတန်ဘူးဆိုပြီးတော့ဘူးတဲ့ခွက်ထဲမှာပစ်ထည့်ထားတယ်ပစ်တဲ့ပစ်ထားတယ်ကြောက်တလုံးရှိတတ်တယ်နော်အဲ့ဒီကြောက်ကိုကိုယ်လက်စွပ်ကွင်းဝင်မယ်ဆိုရင်ငွေလက်စွပ်နဲ့ကွင်းဝင်မယ်ဆိုရင်ကိုယ်မှာကွင်းဝင်ထားမယ်ဆိုရင်စီးပွားလလာပါတိုးတက်တယ်ပြောစကားဆိုစကားတွေအောင်မြင်တတ်ပါတယ်အဲ့ဒါကတော့အလွန်ကောင်းတဲ့အဆောင်ဖြစ်ပါပဲနော်ကြောက်ကလေးတလုံးရှိခင်အဲ့ဒီတပိုင်းကျရောက်နေလို့ရောက်လဲရောက်နေတယ်ကိုယ်အိမ်မှာလည်းကြောက်ကလေးတလုံးရှိတယ်ဆိုရင်လက်စွပ်ကွင်းဝတ်တယ်ပါ အဲ့တော့အဲ့ဒီနေ့ထဲမှာအញ្ញံခိုက်တွေပြပြဖို့အတွက်ကိုတင်းလာနေမှာဖះတဆူဆိုရဲဒီတင်းလာတော့ဂျိုတိုင်းဖះဆင်းလို့တော့အမွေးနဲ့တာနဲ့ရေတက်ပဲပြရမှာဖြစ်ပါတယ်အဲ့တော့ကြာဘူးနှစ်ပွင့်နော်ကြာဘူးနှစ်ပွင့်တစ္စပန်က6ပွင့်ဟုတ်လားအဲ့ဖះမှာကက်လူပူဆောင်မှာဖြစ်ပါတယ်နောက်ငကယုံဖះမှာဖညက်ဆက်တခဲဆက်ကူနဲ့ကတော့ဆက်ကူကတော့လည်းထည့်ပြီးတော့ငကယုံဖះမှာကက်လူအောင်မှာဖြစ်ပါတယ် အဲ့တော့ဒါတင်ရတာသားသမီးတွေအကောင့်တင်းတစ်ခုပြောပြပေးတာဖြစ်ပါတယ်အကောင့်လင်းတစ်ဆိုရင်မယ်နာမည်နှိပ်ပြမိနေတဲ့သူတို့နော်မရဏတက်ရောက်ကြာရောက်နေတဲ့သူတွေကြတော့အများအခိုက်ဖြစ်တတ်တယ်အဲ့တင်ရတာတက်ရောက်မှာတင်ရတာသားသမီးမဟာဘူး6ကျွင်းနေကြတော့တင်ရတာမရဏဖြစ်တဲ့အတွက်ကောင်းကျိုးပြေဝရဖို့ခဲရင်ပါတယ်နော်အများအခိုက်အနေချင်းကြုံတွေ့တတ်ပါတယ်ဒီတစ်ချက်တော့သတိထားရမယ်နောက်တစ်ချက်နာမည်ကအဲ့လိုနှိပ်ပြပေါ့နော်အရင်ဖျားကြောင်လေအများအခိုက်လူတွေ ဖြစ်တတ်ပါတယ်အဲ့ဒီချက်ကလုတ်ကင်းရင်တော့ကောင်းကျိုးချမ်းသာဒုက္ခတရားခိုင်လုံးရရှိမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတင်းတင်းနာသာသူများအားလုံးကျမ်းမာချမ်းသာကြပါစေအဟုတ်ရင်လည်းဟုတ်တယ်မဟုတ်ရင်လည်းမဟုတ်ဘူးနောက်ဖြစ်ရင်လည်းဖြစ်တယ်မဖြစ်ရင်လည်းမဖြစ်ဘူးဆိုတဲ့အကြောင်းအရာလေးကျွန်တော်ပြန်ပြီးတော့မှတ်ချက်လေးပြန်ရေးပေးခဲ့ပါအဲကျွန်တော်မိတ်ဆွေများအားလုံးဘေးပြာဝေးကွာကြပါစေကျမ်းမာချမ်းသာကြပါစေ